ကဲတငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကြေပွဲရတော့၂၀ရက်နေ့မနေ့ကနန်းဖြစ်တဲ့နေ့ကိုအဝဲရယူနိုင်ခဲ့ပါပြီ။သုံးကြိမ်ဆက်တိုက်အဝဲဆင်နိုင်ခဲ့ပြီနော်။နေ့၃၆၃နေ့ကိုဆိုပြီးတော့သုံးကြိမ်ဆက်တိုက်အဝဲဆင်နိုင်ခဲ့ပါပြီ။ တငယ်ချင်းတို့မိတ်ဆွေအားလုံးတို့ကျေရခွန်ရ20ရက်နေ့ညနေခဏဖြစ်တဲ့ရေဒီမိတ်ဆေးရအသင့်စားဆိုတဲ့ခဏနေတငယ်ချင်းတို့အတွက်လက်ဆောင်တင်ပေးလိုက်ပါပြီနေ့တိုင်းခဏများဖြစ်ပါတယ်ကျေရခွန်ရဤစနေဖြစ်တဲ့ဒါကျင်လာလွတ်လန်းမရှိ မြစ်စနစ်နဲ့ ready made စရာကိုရှင်းထားပါလေ။နာကျင်ရလားလွတ်လမ်းမရှိမြစ်စနစ်ပါ။နာကျင်ရလားလွတ်လမ်းမရှိမြစ်စနစ်ပါ။နစယနီမနကနန်ဖြစ်တဲ့နေ့ကိုမေအုပ်စု ကနန်းများမှဖြစ်ဆုံးကအောင်ပွဲရယူနိုင်ခဲ့ပါတယ်ကျေဘုံကအလူပေးနေတာပါရုတ်လက်မြတ်မရွေးအလူပေးနေတာပါ ဒါပေမဲ့ ready made ဇေယျကြိုက်မှစနော် ready made ဇေယျကြိုက်မှစနော်ကောင်းတဲ့ပန်းကိုရွေးရသလိုကြိုက်ရအုပ်စုတစ်ခုတော့တကယ်ချင်းတို့ရဲ့ကံညာဝရိယနဲ့ရွေးချယ်ပေးရပါလိမ့်မယ်တကယ်ချင်းတို့ကံတရားအတိုင်းပါပဲ အုပ်စုတစုဟာ16ကွက်ပဲရှိပါတယ်အုပ်စုတစုဟာ16ကွက်ပဲရှိပါတယ် ကျေဘွန်းကလူပေးနေတာပါကျုပ်လက်ညမရွေးလူပေးနေတာပါဒါပေမဲ့သူဘာဟုထိကြိုက်တတ်တဲ့ကျဘွန်းနဲ့တန်းကြည်ကန်းတော့မပါဘူးနော်ကျေဘွန်းရဲ့အလူကို ကျဲတော့ပြည်ကျင်လာတော့လက်မကလေးတွေဘလောင်များပြန်ပြီးတော့လက်ဆောင်ပေးနိုင်မလဲဆိုတာလေးတော့သိကျင်ပါတယ်ကျဲတော့ရဲ့အလူအောင်မြင်မအောင်မြင်လက်မလေးတွေနဲ့ကြည့်ရမှာဖြစ်တဲ့အတွက်လက်မလေးတွေပြီးဖို့တော့ကျဲတော့ တောင်းဆိုခြင်းပါပဲကဲတငေချင်းတို့အတွက်လက်ဆောင်ဖြစ်နေ1ဂျင်းကိုကျေရပွင့်အကြက် ရွေးချယ်ပြီးပါမယ်ကျေတဘွဲ့ရဲ့အကြိုက်ဝမ်းကျင်ကတော့6ခွန်ဖြစ်ပါတယ်6ခွန်ဖြစ်ပါတယ်ဝမ်းကျင်6ခွန်ဖြစ်ပါတယ်မနေ့ကနှစ်ခွန်ကိုပြီးခဲ့ပါတယ်မှန်ပါတယ်လုံးပိုင်းနှစ်ကိုပြီးခဲ့ပါတယ်မှန်ပါတယ်ညနေ6ခွန်ကိုဝမ်းကျင်အနေနဲ့ကျေတဘွဲ့ကြိုက်ပါတယ်ပြီးပါတယ်လုံးပိုင်းအနေနဲ့ ခွင်ကိုကျေရပွင့်ရွေးပါမယ်အကြိုက်တူလိုက်ယူပြီးတော့ကစားနိုင်ပါတယ်